ခွေးလေခွေးလင်းတွေကိုအစိတ်ကျွေးတက်ဖြတ်တဲ့နေထက်တရိတ်ဆန်တွေတတန်းစိနေနိုင်အောင်အစိုးရကမြို့ပြမှာနေရာချထားပေးဖို့တရိတ်ဆန်ချစ်သူတွေကတောင်းဆိုလိုက်ပါတယ်လင်းဆက်အောင်တည်င်းပြပို့ထားပါတယ်ရှင်မြို့တော်စီမံချက်နဲ့အညီလေလွင့်ခွေးတွေကိုအစိတ်ကျွေးတက်ဖြတ်နေတာတွေစီပင်သားရကဥဆောင်ပြုလုပ်နေတာတွေရှိသလိုရက်ွက်အုပ်ချုပ်ရေးဘက်ကပြုလုပ်နေတာတွေလည်းရှိနေတယ်လို့တရိတ်ဆန်ချစ်သူတွေကပြောပါတယ်ဒါကြောင့်တရိတ်ဆန်ချစ်သူတွေကလေလွင့်ခွေးတွေကိုအစိတ်ကျွေးတက်ဖြတ်နေတဲ့နေ့ထက်တရိတ်ဆန်တွေတတန်းစိနေနိုင်အောင် အစိုးရအနေနဲ့မြို့ပြမှာမြင်းနေရာချထားပေးဖို့လိုအပ်တယ်လို့တောင်းဆိုနေကြတာပါအစိုးရကဒီချိန်ခါမှာအရန်လုံးမအားဘူးမတို့နားလေတယ်အဲ့တော့သူတို့ဘာလုပ်ရမလဲစီပင်ကဒီလိုမျိုးကြောင်တွေခွေးတွေကိုလိုက်ပြီးတော့အစိတ်ချမယ်ဆိုလို့အချိန်ပေးရတာပဲလေအစာကျွေးရရင်လည်းအစာဖိုးကုန်တာပဲအစိတ်ဖိုးကုန်တာပဲအဲ့ဒီလိုကုန်မဲ့အစာပေါ့အသက်လည်းဟလာကိုလည်းအကုတို့မရှိဘူးဟိုအသက်လည်းမသေးမဲ့နီးနေပေါ့နော်အမတို့ကတိချိတူတွေနဲ့ပူပေါင်းပြီးတော့ဟလာအစိုးရနဲ့ပူပေါင်းပြီးတော့ ဒီခြံနေဝင်းနေအစိုးရကတော့ခြံဝင်းချပေးမှရမယ်လေခြံဝင်းချပေးအမတို့လည်းတပိုင်းတနိုင်အမတို့တက်အားသရွေဒီခွေးလေးတွေအကြောင်းလေးတွေတတော်လေးတွေအတွက်အမတို့ကတက်အားသရွေလုပ်ပေးပါတယ်ပြည်သူကျမ်းမာရေးကိုအန်တရယ်ဖြစ်စေနိုင်တဲ့ခွေးလေးခွေးလွင့်မြေကျွက်ကြီးနဲ့ယောဂပို့တည်ဆောင်တဲ့တိရစ္ဆာန်တွေကိုတင်းလျော်တဲ့နီလန်းနဲ့တုတ်တင်ခွင့်ရှိတယ်လို့2023ခုနှစ်ရန်ကုန်မြို့တော်စီပင်သာရိုင်းဥပဒေမှာပြဋ္ဌာန်းထားပေမဲ့အင်္ဂလိပ်ခေတ်ကဘာမှကုတ်အတွဲလေးမှာတိရစ္ဆာန်အခွင့်အရေးကိုကာကွယ်ဖို့ပြဋ္ဌာန်းခဲ့တဲ့ဥပဒေကလည်း ယနေ့အချိန်အထိမဖြတ်သိမ်းရသေးဘူးလို့တရားလွတ်တော်ဆင့်တွေကပြောပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးမြင့်စွေလက်ထက်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေအစ်စ်ဟာဥပဒေဟောင်းကိုဖြတ်သိမ်းပြီးမှပြဋ္ဌာန်းရမယ်လုံထုံးလုံနည်းတွေကိုကျော်လွန်ခဲ့တယ်လို့ပြောပါတယ်။ဒိဋ္ဌိဆန်တွေကာကွယ်တဲ့ဥပဒေတော်အင်းလေးလက်ထက်မှာပြဋ္ဌာန်းခဲ့တာဟုတ်။နောက်ဗိုလ်ချုပ်ထင်းကြီးတို့လည်းပဲအင်းလေးမှာလောက်ခဲ့ဘူးလေ။လဲကွေးမှာလည်းလောက်ခဲ့ဘူးတော့အခုလဲရန်ကုန်မြို့တော်အနေစီမင်းတွေနဲ့နီလန်းရှာပြီးတော့ပေါ့နော်။ပြည်သူတွေကိုလည်းကြမ်းပိုင်နေညီညွတ် ီးတော့အန္တရာယ်မဖြစ်အောင်ဒီတရိတ်ဆန်တွေကိုလည်းကာကွယ်တဲ့ဥပဒေနဲ့လည်းညီညွတ်အောင်ပေါ့နော်အဲအဲ့ဓာရီနဲ့ပတ်သက်လို့ကတော့ဒီရန်စီပင်တာယာရေးဥပဒေအနေနဲ့ရေစာရေးကော်မတီနဲ့နော်နီလန်းရှာတင်ပြီးတော့ဆောင်ရွက်ပေးတင်နေလို့ဆရာတော်မြင်နေတယ်မြို့တော်စီမံချက်နဲ့ခွေးလွေခွေးလွေတွေကိုတုတ်တင်နေတဲ့လက်ရှိနည်းတွေကိုရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီအဖွဲ့ဝင်တူးကလည်းမထောက်ခံဘူးလို့ပြောဆိုလိုက်ပါတယ်တရိတ်ဆန်ချစ်သူတွေဟာမေလ14ရက်နေ့15ရက်နေ့က ရန်ကုန်မြို့နယ်မှာဗန္ဓုလာပန်းချံမှာအစိတ်ချတပ်ဖြတ်နေတာတွေကိုကန့်ကွက်တဲ့အနေနဲ့လက်မှတ်တွေကောက်ခံခဲ့ပြီးရန်ကုန်မြို့တော်ဝန်စီကိုပေးပို့သွားမယ့်အစီအစဉ်တစ်ခုလည်းပြုလုပ်ခဲ့ပါတယ်။ဒီအစီအစဉ်မှာပြည်ထောင်စံချစ်သူတွေနဲ့မြို့တော်စီမံသားယာရဲတို့လက်တွဲပြီးဖိုးသန်းနေတဲ့ခွေးလေခွေးလင်းတွေကိုဖမ်းဆီးသွားမယ့်အစီအစဉ်တွေလည်းပါတယ်လို့ပြည်ထောင်စံချစ်သူတွေက ပြောပါတယ်။ကျွန်တော်ကလင်းဆက်အောင်ပါ။